ားလုံးပဲမင်္ဂလာပါဗျာ Ghost in the Dream Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမှာတာ Ita Mysteria စိမ့်နဲ့ဘုရားတိုက်ဇလန်းလေးပဲဖြစ်ပါတယ်အားလုံးပဲခံစားပြကြပါဦးခင်ဗျာ Ita Mysteria စိမ့်နဲ့ဘုရားတိုက် AOR တိုင်းတွင်းမှာယွာတွင်ဟူခင်မောင်နေဒေါတင်မြဆိုးဒီဇနီးမောင်နှံနေထိုင်ကြသည်ဒေါ်တင်မြကယွာတဲ့တွင်ကုံစုံဆိုင်ကြီးဖွင့်လေ၍ရောင်ချပြီးရောက်ချိုင်းဖြစ်သူဦးခင်မောင်မှလဲမင်းအေးကသူရာကျော်ခန့်ကိုတရင်ငားများဖြင့်လောက်ကင်လေသည် ကုံစုံဆိုင်ကျူးမှလက်မလဲအောင်ရောင်းချရသည့်အပြင်လေအာများမှလည်းစပားအထွက်ကောင်းလာသည်ဖြင့်စီးပွားရေးအလုံးအဆင်ပြေ၏ထို့ကြောင့်အလုတ်သမားသင်းငားများလည်းအများအပြားခေါ်ထားရသည်ထိုသင်းငားများတဲ့တွင်ဒေါ်တီများဤတူတော်ဆက်သူ ကိုထွန်းလင်းဆိုသည့်လူငယ်တဦးလဲပါဝင်၏ကိုထွန်းလင်းမှာအယက်သမားဖဲသမားတယောက်ဖြစ်ပြီးမကြာကနဆိုသလိုဦးခင်မောင်ဤစပားများကို ခိုးဝရောင်းချလေရှိသည် ထိုအကြောင်းကိုဥခင်မောင်ရိမ့်မိတော်လဲလက်ပိုးလက်ကျမမိသေးသဖြင့်မတိဟန်ဆောင်ရိပ်နေလေသည်တနင်္ညာဘတ်တွင်ဥခင်မောင်မှသူ့ပိန်ဆိုင်သည့်လေခွင်ထဲမှတလင်းစီသို့ထွက်လာခဲ့သည်ဥခင်မောင်တလင်းသို့ရောက်ရှိခြင်းတွင်ကိုထွန်းလင်းနှင့်အခြားသူရင်းငါတယောက်တို့မှစဘာပုံမှစဘာများကိုခိုးယူနေသည်ကိုပတ်ပင်မိလေသည်ဟာဟဲ့ကောင်ထွန်းလင်းမင်းဒါပါလို့တာလေကွာငါစဘာတွေကိုမင်းကခိုးနေတယ်ဗော။ လက်နှိတ်တက်မိရောက်တဲ့အသူပေါ်လာသည့်ဦးခင်မောင်၏အတန်းကြောင့်ကိုထွန်းလင်းတို့ထိတ်လန့်သွားကြသည်ဟာဦးလေးကျွန်ကျွန်တော်အတုံးလို့လို့ပါဘာကမင်းအတုံးလို့တာနဲ့ငါးစပါးတွေကိုခိုးရောင်းစရာလားမင်းငါးစပါးတွေကိုခဏခဏခိုးရောင်းနေတာငါသိတယ်လက်ပူးလက်ချက်မမိသေးလို့စောင့်ကြည့်နေတာအခုမိပြီမင်းကို yes ခန်းတိုက်မယ်ဦးခင်မောင်လည်းဒေါ်သာထက်သည်ကိုထွန်းလင်းနဲ့အဖိုးတူရင်ငါအာ yes ခန်းတို့တိုင်ကြားလိုက်သည်ဖြင့်ရဲများကလာရောက်ဖမ်းဆီးသွားကြလေသည်သို့တော်လည်းဒေါ်တင်မြဤတူဖြစ်သည်ဖြင့်မိမမျက်နှာကြောင့် အမှုကိုပိတ်သိမ်းပေးလိုက်ပြီးလွတ်လာခဲ့လေသည်သို့တော်လည်းဥခင်မောင်ထန်းတွင်တရင်းငါလောက်ကိုင်းခွင့်မရှိတော့သည့်အဖြစ်ရွာထဲ၌လည်းတခိုးဟူသည့်နာမည်ကိုပါရခဲ့ပြန်သည်ထင်ဥခင်မောင်ပေါ်တွင်မကြေမနပ်ဖြစ်ကဟင်းဟင်းပိတ်ဆံချမ်းသာတယ်ဆိုပြီးငါကိုအနိုင်ကျင့်တယ်လူငါအကြောင်းတည်စေရမဟေ့ဟုကျုံဝါကအညိုးထားလေတော့ဤသူဖြစ်ပြက်များထုတ်ပေါ်ခဲ့ပြီး တလားကမြကြာတော့အခါတွင်ဥခင်မောင်နဲ့ဒေါ်တင်မြတို့မှကျဲမာကြီးညံ့ဖျင်းလာလေသည် မကြကနဖျားနာခြင်းဘိုင်အောင်ချင်းမြဖြစ်လေသည်ဖြင့်ရွာတဲရှိကျဲမာကြီးစေကန်းတို့နေ့စဉ်လိုလိုတွားရောက်ခူးတကြရသည်ထို့အပြင်ရကင်ကလက်မလဲအောင် ရောင်းချခဲ့ရသည်ဂုံစုံဆိုင်ကြီးမှလည်းဝယ်သူသိမရှိတော့ချေထို့ကြောင့်စီဝါကြီးလည်းကြာဆင်းလာခဲ့လေသည် အထီးဖြက်ညာကထိုးမြညညတက်မထွားပဲဥခင်မောင်ပိုင်ဆိုင်သည်လယ်များမှာပိုးများကြကုန်၍စပားမထွက်တော်ပဲအရှုံးကြီးရှုံးရပြန်လေ။ကျမ်းမာရေကလည်းပြန်လဲကောင်းမွန်လာခြင်းမရှိပဲတနေ့တစ်ခြားပိုး၍ဆိုးလာလေသည်။ ထို့အခါတွင်အသည့်မိဆွေများကဥခင်မောင်တို့မိသားစုယခုကဲ့သို့စီးပွားရေးကျန်းမာရေးများညံ့ဖျင်းလာရသည်မှာတွေးရသားရောမဟုတ်ပဲမနာလိုသူများမှမကောင်းသည့်အသက်ပညာများချင်းတိုက်ခိုက်ထားခြင်းကြောင့်ဖြစ်နိုင်သည်ဟုပြောဆိုကြပြီးအထလန့်ဆရာများချင်းကုသရန်အကြံဉာဏ်ပေးကြသည်ထို့ကြောင့်ဥခင်မောင်လည်းရွာနီးချုပ်ဆက်မှအထလန့်ဆရာများကိုခေါ်၍ကုသတော်လေထို့ဆရာများမှစမ်းသပ်စစ်ဆေးပြီးဥခင်မောင်တို့မိသားစုတွင်မကောင်းသည့်အသက်ပညာများဖြင့်တိုက်ခိုက်ခံ 他也前没西欢说个，骗大家利益。<noise> ထိုကြောင့်ဦးခင်မောင်မှာဘဲတို့လှုပ်ဆောင်ရမည်ကိုမသိတော့ဘဲချက်နေရလေ၏ထိုချင်းတွင်ဘေးရွာသို့ရောက်ရှိနေသည့်အထလန်းဆရာကြီးမှပယောကကူတာရတွင်အလွန်အစွမ်းထက်ကြောင်းကြားသိရသည်ထင်ထိုဆရာကြီးထံသို့တွား၍အကြောင်းစုံကိုပြောပြကြီးကူတာပေးပါရန်ပင့်ဆောင်ခဲ့လေသည်ထိုဆရာကြီးမှာဦးထွန်းမြင့်ဖြစ်သည့်အသက်50ကျော်ခန့်ရှိ၍နယ်လက်က အထလန်းပညာဖြင့်ခွန်ရသားသမီးများကိုကေတင်ကူတာပေးညီသည့်ဆရာသူဦးချေလေသည် ဆရာကြီးဦးထွန်းမြင့်လည်းပယောဂါကုသပညာဦးခင်မောင်၏နေအိမ်သို့လိုက်လာခဲ့သည်တိမ်တို့ရောက်သောအခါတွင်ဆရာကြီးဦးထွန်းမြင့်လည်းဖယားရှင်အားစီမီပန်ရေချမ်းများကတ်လူပူဇော်ပြီးဖယားရှိခိုးသည်ပြီးသောအခါတွင်စတင်၍ကုသလီတော်၏ဦးခင်မောင်နှင့်ဇနီးထစ်သူတော်တင်မြလူအားအမျိုးမျိုးစစ်ဆေးကြည့်တော်လဲစုံတိုက်နတ်တိုက်အောက်လန်းတိုက်စသည့်ပယောဂါလက္ခဏာများကိုမတွေ့ရရေထို့ကြောင့်ခတမဆင်းသားလိုက်သည် အခုဇာကြီးစစ်ဆေးကြည့်တော့ဦးခက်မောင်တို့လည်းများမှာဖယောကအကြိုက်ကိုမတွေ့ရဘူးဒါပေမဲ့ဇာကြီးစိတ်ထဲမှာဦးခက်မောင်တို့အခုလိုဖြည့်ပြတ်နေရတာတွေကဖယားဒီတယောက်ကတိုက်ခိုက်ထားတာကြောင့်လို့သိနေတယ်ဒါကြောင့်အိမ်ထဲချမ်းမြေကိုစစ်ဆေးကြည့်ဦးမယ်ဇာကြီးကိုကြက်ဖက်အရှင်းတကောင်လောက်ရှားပေးပါဟုတ်ကဲ့ဇာကြီးခဏမျှကြာတော့ခါတွင်ကြက်ဖက်ကြီးတကောင်ဦးခက်မောင်မှယူဆောင်ပေးလေသည်ဇာကြီးဦးထွန်းမြင့်လည်းကြက်ဖက်ကြီးတကူလုံးကိုနလွင်းမုံညာဖြင့်လိမ့်ချလိုက်ပြီး ပဇန်မကာဒမန်ဒန်တပုန်ကိုတီတိုရွဆိုနေလေသည် ထိုနောက်ကိုင်းငါတာမင်းကိုနတ်တိုင်းနဲ့တကွအာနာများကိုအနှင်းလိုက်တယ်မတမာသူတို့စီရင်မြတ်နန်ထားတဲ့အင်းအိုက်ခါလက်လက်ဖွဲ့စတဲ့ပစ္စည်းတွေကိုတွေ့အောင်ရှာပြီးတော့ဟိုဆိုရဲ့လက်သွဲမှလွတ်လိုက်တယ်ချက်ဖာကြီးမှာအញ្ញံဝန်းနံသွာလာနေတဲ့ထင်ဆရာကြီးဦးထုံးမြတ်နဲ့ဦးခင်မောင်တို့လည်းနောက်မှမျက်ချိန်မပြေညာလိုက်လံကြည့်ရှုကြသည်ချက်ဖာကြီးမှာထိုးထိုးသွာလာနေရင်မှ အိမ်နောက်ဘက်တွင်ညာအင်းညာတန်ပေါ်အပါဆွန်ရန်ဖြူလုထားသည့်နေရာသို့ရောက်တော့အခါတွင်တကွက်ကိုအတန်ပေးနေချင်းနှောင်းဖင်ရက်လီဤကိုကိုကိုဖြော့ဖြော့ဖြော့ဝရောကဲဦးခေမောင်ရေကြဖာကြီးရက်တန်နေရာကို တူးကြည့်လိုက်ပါဆရာကြီးဦးထွန်းမင်းတော်ပြောတော့ပြန်ဦးခေမောင်လဲတရင်ငယ်တဲ့တော့ကိုတူးခိုင်းလိုက်သည်တုတ်တုတ်တရင်ငယ်မှာတူးနေရင်မှမာကြောသည့်အရာတစ်ခုကိုတဝင်းမိထိုးမိသည့်အတွက်လက်ဖင်ရက်ရည်ဖော်လိုက်ရာ အဝတ်စုံဖင်ပတ်ထားသည်အထုပ်တထုပ်ကိုတွေ့လိုက်ရသည်အဝတ်စုံနဲ့ပတ်ထားတဲ့ထုပ်ထုပ်တွေ့တယ်ဆရာကြီးရဲ့ဟေးဟုတ်လားဆရာကြီးစီကိုယူလာခဲ့သူရင်းကားလည်းအထုပ်ကိုဆရာကြီးဦးထွန်းမြင့်စီသူယူလာလေသည်အဲ့ဒီအထုပ်ကိုဖွင့်လိုက်ပါဆရာကြီးဦးထွန်းမြင့်မှခိုင်းလိုက်သခင်သူရင်းကားမှ ဖြေလိုက်ရဦးခင်မောင်လူမှထင်းလန့်တုံးလို့တွားကြရပြီး အာမေတီတန်မြပြင်ထွက်လာကြရလေ၏ဟေးဟာအော် အဝတ်ထုတ်ထဲမှထွက်လာသည့်အရာမှာညံတော်တထွာကန်းရှိသည့်ဖျားဆင်းတို့တော်တဆူဖြစ်လေသည်ယုံမာလိုက်တာဖျားဆင်းတို့တော်ကိုတေးပေါ့ချောင်းမှလာမြုပ်ထားရတယ်လို့ကွာအဝီစီဂျိုးချောင်းပဲကောင်းတယ်ပဲဟုတ်ပါတော့ ဇာကြီးဦးထွန်းမင်းလည်းဖះဆင်းလူတော်ကိုယူ၍လှဲပကြည့်ရှုလိုက်တာဆင်းလူတော်ဤအောက်ခြေတွင် အပေါက်ငယ်တစ်ခုကိုတွေ့ရသဖြင့်လက်ဖြင့်အตาဆွဲထုတ်လိုက်ရာအပေါက်ထဲမှအင်းချက်များထွက်လာလေသည်တဲလဲရုံမှရက်ဆက်လာတဲ့အတိုက်ပါလားဒါရောက်လဲစစ်လို့မပေါ်တာကိုဘာအတိုက်လဲဟင်းဇာကြီးဒီအတိုက်ကိုဖះတိုက်လို့ခို့တယ်ကွဖះဖះတိုက်ဟုတ်လားဇာကြီးဟုတ်တယ်ကွ အောင်လန်းပညာသည်ရဲ့အတိုက်ခိုက်ပညာမျိုးစုံထဲမှာအဆိုးဆုံးနဲ့အကုသို့အများဆုံးအတိုက်ကိုပြောပါဆိုရင်ဖျားတိုက်လို့ပြောရမှာပဲခွေးရှင်ပြူအတိုက်ကအကုသို့များပေမဲ့ဖျားတိုက်လောက်မဆိုးသေးဘူးစွန်တိုက်နတ်တိုက်ဂဝေးတိုက်အောင်လန်းတိုက်အဲ့ဒီအတိုက်တွေကလူတိုင်းကြောင်းဝင်နေတဲ့အတိုက်တွေဖြစ်ပေမဲ့ဖျားတိုက်ကိုတော့သိတဲ့သူရှားတယ်စစ်လဲမပေါ်နဲ့တော်တော်လက်လွန်တော့မှာဒါပေါ်တတ်တဲ့အတိုက်မျိုးပေါ့ဘလို့တိုက်တာလဲဆိုရင်မိမိကိုကိုွယ်နေတဲ့ဖျားနဲ့တိုက်ထားတာ တိုက်ခြင်းနဲ့အင်ဂျီရင်းပါမှာရုံးရက်တဲ့နေရာတွေမှာဖျားပုံတွေမြုပ်ထားတာကိုကိုွေနေတဲ့ဖျားရုပ်ထုထဲမှာအင်းချက်တွေမြုပ်ထားတာဖျားဆင်းတုတော်ထဲမှာတင်ချိုင်းမြေတွေထက်ထားတာတိုက်လို့သူနာမတက်တဲ့ရံပတ်အသားတွေကိုဖျားဆင်းတုထုလုပ်ပြီးလက်ဆောင်ပေးကိုကိုွေခိုင်းတာဆက်ရဲ့တိုင်နီးတွေနဲ့တိုက်တာပဲအဲ့ဒီတိုင်နီးကဆေးရခတ်တဲ့အတိုက်ပေါ့အရှိကဖျားကိုအကာအကွယ်ယူထားတော့တတော်ယုံစရာတွေစစ်ရင်လည်းမပေါ်ဘူးဖျားတိုက်ကိုအခုခေတ်မှာတတော်ယုံနဲ့မလုပ်ကြဘူး အတိုက်ခံလားသူလဲစီဝါရေးကျမရေးတွေညံဖမ်းလာပြီးတဖြည်းဖြည်းနဲ့တေးမယ်တိုက်တဲ့အောင်လန်းစရာလဲတေးရင်ငရဲကနေမလွတ်မြောက်နိုင်တော့ဘူးအမလီကြောက်စရာကောင်းလိုက်တာဘသူကများကျွန်တော်တို့ကိုတိုက်ခိုက်ရတာလဲမသိဘူးကိုခင်မောင်တို့ကိုမကျေနပ်တဲ့အောက်လန်းပညာတီတယောက်ကလွတ်ထိုက်တာပါဘသူလဲဆိုတာမသိချင်ပါနဲ့တော့ကိုခင်မောင်တို့အတွက်အကူတူများယုံကလွဲပြီးအကျိုးမရှိပါဘူးမကြခင်ပါပဲသူကကူတူကသူ့ကိုပြန်ပြီးအကျိုးဖေးပါလိမ့်မယ် ဒီအင်းချက်တွေကိုဆရာကြီးဖြစ်စီဖြစ်လိုက်ရင် သူ့ရဲ့ပညာဆက်တွေလည်းမရှိတော့ပါဘူးဆရာကြီးဥထုံးမြင့်လည်းအင်းချက်မြကိုယူ၍ဂါထာတမှုကိုတီးတိုးယူဆိုလိုက်ပြီးလင်မိရှုဖြစ်စီလိုက်သည်ကဲကိုခင်မောင်ကြီးဒီပြားလေးကိုယူပြီးမိထဲကိုဆွန့်ပစ်လိုက်ပါဖယားစိမ့်သူတော်ကိုတော့တယောကင်ပုန်းနဲ့ရေတက်ပေပြီးဖုံးကြီးចောင်းကိုလှူလိုက်ပါ ကိုခင်မောင်တို့မိသားစုနဲ့အိမ်ချမ်းမြေမှာပါမကောင်းတဲ့အတိုက်အခိုက်အမှန့်ပြောကနေမရှိတော့ပါဘူးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကြီးကျွန်တော်တို့မိသားစုကိုကယ်တင်ကုပေးတဲ့အတွက်ဆရာကြီးကိုတတ်နိုင်သမျှကတော့ပါရစီဦးခင်မောင်နဲ့တော်တင်များတို့လည်းဆရာကြီးဦးထွန်းမြင့်အားငွေကြီးအချို့ကိုပေးရသည်ကတော့ကြလေသည်သာသူသာသူသာသူ ကြားမှာချမ်းသာကြပါစီကွယ်ဆရာကြီးဦးထွန်းမြင်လေဥခင်မောင်ကြီးနေအိမ်မှာသူတတိခိုနေထိုင်သည့်ရွာတို့ပြန်သွားလေတော့သည်နောက်ရမစာဥဥခင်မောင်နှင့်ဒေါ်တင်များတို့မှာကြားမှာရေပြန်လဲကောင်းမွန်ရခဲ့ကြပြီးကုံစုံဆိုင်ကြီးမှာလဲဝယ်သူများပြန်လဲ၍စီကားလာခဲ့လေတော့ဤထို့သူဆရာကြီးဦးထွန်းမြင်မှာ ဥခင်မောင်တို့ဟာကူတာပေးခဲ့ပြီးတလခန့်ကြာသောအခါတွင် ကိုထွန်းလေးဤခန္ဓာကိုယ်တွင်အနာများပေါက်လာလေသည်ဈေးဝါများဖြင့်ကူတာတော်လဲပျောက်ကင်းမသွားပဲပူ၍ဆိုးလာလေသည်အနာလေးများမှအနာကြီးများဖြစ်လာပြီးတွေးပုတ်ပြီးပုတ်များဖြင့်နန်းစော့ကအလွန်ပင်ယွန်းရှားခွဲကောင်းလာသဖြင့်မိသားစုများကပင်ညှို့ညင်လာလေသည် ထို့ကြောင့်အိမ်ပေါ်တွင်မထားကြတော့ဘဲအိမ်နောက်ဖဲရှိထင်းတဲတဲသို့ဖြောင်းရွှေ့ထားလိုက်ကြသည်ထို့သို့ဖြင့်နလာကန်ဒုက္ခဝေဒနာခံစားခဲ့ပြီးတညတွင်မိသားစုများအိပ်ပျော်လေခြင်းတွင်အတန်နှကြီးဖြင့်ထား၍អော်လေသည်မလိုက်ဘူးမလိုက်ဘူးအာမလာနဲ့ခွေးကြီးသည်ကြောက်ပါပြီအမလေးမီးတွေပူတယ်ကဲကြပါဦးအာကိုထွန်းလီអော်တန်ကြောင့် မိသားစုများနိုးတာကြပြီးတွားရောက်ကြည့်ရှုကြခြင်းတွင်ကိုထွန်းလေးမှအသက်မရှိတော့ပေသူ၏ခန္ဓာကိုယ်ပေါ်ရှိ အနာများမှလည်းလောက်များပြီးတွေ့နေကြပြီး မခံနိုင်အောင် ပုတ်ဆော်နံလက်သဖြင့်ညာတွင်ချင်းပင် ဖြာထင်းပက်၍တိမ်ချိုင်းကုန်းသို့ပို့လိုက်ရလေသည်ယော်ဒဲမှလူများကတော့ကိုထွန်းလေးမှအောက်လန်းပညာဖြင့်ဦးခေမောင်တို့မိသားစုအားဖျားတိုက်တိုက်ခဲ့သဖြင့်ဖျားဆူးရခြင်းဖြစ်ပြီးတေဂာနီးတွင် သူသွားရမည်ငရဲမှာပုပ်ပနိမိတ်ထင်လာပြီးငရဲခွေးကြီးများနဲ့ငရဲထင်းများမှလာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုပြောဆိုနေကြလီတော်သည်နာတော်စင်ပရိသတ်များဘ ഹു တုတရစီရန်တာရည်ရွယ်ပါသည်စာရဲတွင်ပါသည့်ဖျားတိုက်ကိုစိတ်နဲ့ပင်မကြံစီသင်ပါအင်မတန်မှအဖြစ်ကြီးလာပါသည်ကိုဖြိုးကြိုက်လက်